လေးစားတဲ့မိတ်ဆွေညီနောင်များခင်များဒီတော့ကျွန်တော်တို့ကိုအလရှင်မြတ်ကအစင့်စင့်เนาะရင်းနှီးမှုအလပြုလုပ်ပေးထားနံပါတ်၁ကဘာပေါ်မှာလူသားအားလုံးဒီလူသားဖြစ်ခြင်းကြောင့်ဆွေမျိုးတော်လူသားအားလုံးကလူသားဖြစ်ခြင်းကြောင့်ဆွေမျိုးတော်လေဘာကြောင့်လဲလူသားအားလုံးဒီတမန်တော်အာဒမ်အလိုင်စလမ်ဟောဝါတခင်မရဲ့တာကြီးကြီးကြီးပဲတော့လူသားဖြစ်ခြင်းမှာဆွေမျိုးအဲ့ဒီမှာထပ်ပြီးတော့နောက်ထပ်ကျွန်တော်တို့ဆွေမျိုးပူရင်းသွားတယ် နော်အင်နမလ်မူမီနူနာအစ်ခွာမူမင်ဖြစ်ချင်းမှာထပ်ပြီးတော့ဆွေမျိုးလေးစားအတမိတ်စီနေတော့များခင်ဗျာဒီတော့ကျွန်တော်တို့မပြောဘူးလားသူနဲ့ကျွန်တော်နဲ့အင်မတန်မှကိုပဲဆွေမျိုးရင်းလေဘာလို့လဲသူနဲ့ကျွန်တော်နဲ့ဟိုဘက်ကလည်းတော်တယ်ဒီဘက်ကလည်းတော်တယ်နော်ဒီတော့လူသားဖြစ်ချင်းအရာလေဆွေမျိုးနော်မူမင်ဖြစ်ချင်းအရာလေပဲထပ်ပြီးတော့ဘာဖြစ်သွားပြီလဲဆွေမျိုးတော်သွားပြီဆိုတော့ဆွေမျိုးကနော်နှစ်ဖက်လေနှစ်ပြန်ဖြစ်သွားပြီပူပြီးတော့ရင်းသွားပြီ တော့ဒီတော့ကျွန်တော်တို့ moment အချင်းချင်းရဲ့ဝိတရားတွေရှိတယ်။เนาะ moment အချင်းချင်းရဲ့ဝိတရားတွေရှိတယ်။ hadith တော်မှာတမရမချီဆလလာဟူအလัยဟ်စလမ်မိတော်မူတဲ့အဘူဒါဦးကျမ်းရဲ့ riwayat မှာကျွန်တော်အဆုံးနာကရုပ်ဖတ်လိုက်တယ်။เนาะ al mu'minu mir'atul mu'min တော့ moment ကနောက်တစ်ယောက် moment ရဲ့ကြီးမုံမှန်ပါမှာပဲ။တမရမဆလလာဟူအလัยဟ်စလမ်ရဲ့မိချွေချက်တွေကတူတောင်းပြီးတော့အင်တန်ထိရောက်တော့တူတူတုတ်တုတ်ပဲတူတူတောင်းတောင်းပဲ။ ဒါပေမဲ့ထိရောက်မှုကတိတ်ပုံမှရှိတယ်။နော်တချို့တမန်တော်ဆလလာဟူအလိဆလမ်ဆဟာဘာတွေကိုဟောကြားခဲ့တဲ့ဘယန်တွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့နော်နိုင်ွက်တွေတနာရီတွေတောင်တွေ့ရမှာမဟုတ်ခဏလေးပဲတူတူလေးပဲနော်ဟဒီစ်တွေမှာကိုရိုမိတ်ချီတဲ့မိတ်ချီချက်တွေခုတ်ပါတွေကိုဆင့်ပြန်ထားတဲ့ဆဟာဘာတွေရဲ့ဆင့်ပြန်ချက်တွေရှိတယ်။နော်ဒီလိုအရှိကြီးနော်နိုင်ွက်စာတနာရီစာမရှိနော်တမန်တော်ဆလလာဟူဆံပြောရင်ခဏလေးလေးပဲခဏလေးပဲဒါပေမဲ့ ခဏလေးပြောလိုက်တဲ့စကားလုံးနည်းနည်းလေးကလုံးဝပြည့်စုံသွားတယ်နော်တက်ချုပ်တမနမဆလောက်ဆံကိုအလရှင်မြတ်ကဒီလိုအရေးချင်းပြထားတဲ့ဂျဝမ်မီရူလ်ကလင်တမနမဆလောက်ဆံတူတူတုတ်တုတ်နဲ့ပြပြစုံစုံထိထိမိမိမိတ်ချွေနိုင်လေနော်တက်ချုပ်ကျွန်တော်တို့သိတယ်ဟာဒီသ်တော်တပုတ်အင်နမလ်အာမာလူဘင်နီယာတူတူလေးပဲနော်ယေရှုချက်နော် တရားလောက်ရတရားဘေးပေါ်မှာမူတည်လေယေရှုချက်အပေါ်မှာမူတည်လေတူတူလေးပဲသူပေမဲ့အဲ့ဒီအင်နမလ်အာမာလူဘင်နီယတ်ကေနော်ကျွန်တော်တို့အကျဉ်ဖွင့်မယ်ရှင်းလင်းမယ်အဲ့ဒီကနေအလူသဘောတွေပြောမယ်အဲ့ဒီကနေမဆလာမဆိုင်လေးထုံနှုံမယ်ဆိုရင်နော်စာအုပ်တအုပ်ထူသွားလိမ့်နော်ကိုတို့မိတ်လိုက်တာတော့တူတူလေးပဲတို့ပြင်မဲ့အဲ့ဒီစကလုံးကိုထပ်ပြီးရှင်းမယ်အဲ့ဒီစကလုံးရဲ့အလူသဘောတွေကိုအကျယ်ဖွင့်မယ် နော်မစအလာရီဖီကာပညာရှင်တွေထုတ်တယ်အရိကနေနော်အင်တမကိုပဲများမြောင်စွာလေးအရိကလေးအများကြီးထွက်လာဒီလိုကိုရိုရဲ့မိချွေချက်တွေကတူတူတုတ်တုတ်နဲ့တိတိမိမိနော်တမန်မဆလောက်ဆံကခင်မှာအရက်သေးစားအပေးရှိတယ်နော်ဂျန်နဲ့မူရီစီဝါတွေအခုခင်လို့မထွန်းကားသေးဘူးသူပြင်မဲ့လည်းပဲတမန်မဆလောက်ဆံဘလို့အမိရှိလဲနော်ကုလူမစ်ကီရာတင်ဟာရမ်နော်ကုလူမစ်ကီရာတင်ဟာရမ်နော်မစ်ကီရာဆိုတာကဘာကိုပြောတာလဲဆိုရင် မူးယစ်စီတဲ့အရာမှန်သမျှကိုပြောတာအမှန်တကယ်လို့ကိုရော့ခင်မှာမူးယစ်စီတဲ့အရာဆိုလို့အရက်တစ်မျိုးပဲရှိတာနော်ဒီတော့ကိုရော့ကကုလူရှာရာဘင်လို့ပြောလေပဲရတာပဲအဲ့ဒါဆိုရင်အရက်မှန်သမျှအားလုံးဟာတာဒါမဲ့ကိုရော့ရဲ့စကားလုံးကတွတ်တွတ်တုံနဲ့တိမိနော်အရက်မှန်သမျှလို့မပြောဘူးဘာလို့ပြောလဲနော်မူးယစ်စီတဲ့အရာမှန်သမျှ ဒီတော့ကိုတော့တိတယ်ကိုတော့တော့ခစ်ကြီးတိုးတက်လာတာနဲ့အမျှမူးယစ်စေတဲ့အရာတွေကအမျိုးမျိုးပုံစံအမျိုးမျိုးနဲ့ပေါ်ပေါက်လာလိမ့်ကိုတော့ခစ်မှာတော့ရှိတာကအရက်တစ်မျိုးပဲရှိတာနော်အခုကျွန်တော်တို့ရဲ့ခစ်မှာနော်စီးကြောက်တွေရှိတယ်ပိန်ဖြူတွေရှိတယ်နော် WY တွေရှိတယ်နော်စီးကေးတွေရှိတယ်နော်ဆိုတာကအားလုံးအားလုံး လူတယောက်ကအသည့်အာယုံကိုမူးညစ်ပြီးတော့နော်လွှမ်းမှုစီတဲ့အရာမှန်သမျှအလုံးပါဖြစ်သွားပြီလေအရိဟာရမင်းမအကျုံးဝင်သွားဒီလိုတမန်တော်ဆလောက်ဆိုမိတ်လိုက်တာကတော့သကလုံးလေးတစ်လုံးနဲ့ပဲဒါပေမဲ့အဲ့ဒီသကလုံးကရှိသမျှအရာအလုံးကိုတိမ်ကြုံပြီးတော့ပါဝင်စီလိုက်ဒီလိုကုရုရဲ့မိချီချက်တွေကတိတ်ကူမှပြည့်ပြည့်စုံလွန်အားကြီးတယ်နော်အခုဒီဟဒီသ်တော်မှာလေးပဲတမန်တော်ဆလလောက်အလိုက်ဆမ်မိတ်တော်မူတဲ့အလ်မူမီနူမီရအာတူလ်မူမီန် မူမင်တယောက်ခါနောက်မူမင်အတွက်တကြီးမုံမှန်မှန်ပမာပဲကျွန်တော်တို့မှန်ကြည့်တယ်မလားအဲ့ဒီကြည့်မှန်တကယ်လို့ပဲဒီတော့ဒါနဲ့ပတ်သက်ပြီးပညာရှင်တွေကအများကြီးရှင်းနေတော့ဒီတော့မှန်ပမာလို့ကိုတော့ဘာဖြစ်လို့ပြောအမိတ်ရှိတာလဲကိုတော့ကမှန်နဲ့ဘာလို့ဥပမာပေးတာလဲတော့ဘာနဲ့လို့ဥပမာပေးလဲဆိုရင်ကျွန်တော်တို့ဒီနေ့မှန်အရှိကိုသွားနော်မှန်ရှိကိုသွားတယ်သွားတဲ့အခါမှာမှန်ကကျွန်တော်ရဲ့မျက်နာရဲ့ဘာတွေကိုပြလဲအာနေချက်တွေကိုပြ ။တော့မျက်နာမှာဘေးနေရာမှာတော့အမာရွရှိနေတယ်။တော့ဘေးနေရာမှာတော့အညစ်အကြေးတွေကန့်နေတယ်။မှန်ကကျွန်တော်တို့မျက်နာရဲ့အာနေချက်တွေကိုပြဒီတော့မူမင်ကလေးပဲနော်နောက်မူမင်တယောက်ကမကောင်းမှုတွေကိုထောက်ပြပေးရနော်အဲ့ဒါကိုနဟိအနိလ်မွန်ကလ်လို့ခေါ်တယ် တော့နောက်မင်းမူမင်းတယောက်စီမှာမကောင်းမှုတွေရှိတယ်တော့သူကနာရီလုံနေတယ်အဲ့ဒါကိုမူမင်းအချင်းချင်းဖြစ်တဲ့အပေါ်မှာသူကိုပြပေးရမယ်မင်းရဲ့ဒီလုံရတော့မကောင်းဘူးနော်မင်းဒါလေးမှားနေတယ်နော်ဒါလေးတော့မင်းအနေနဲ့ပြင်သင့်တယ်နော် ပြပေးရလေးစားအတမိတ်စီနီနောက်မြခင်များကျွန်တော်တို့ဒီဘက်ခင်မှာမပြတော့ဒီဘက်ခင်မှာမပြောတော့နော်ဘာလို့လဲဆိုရင် ပြောရင် အားနာစရာကြီး နော်အဲ့ဒီအာနာဇာကြီးအာနာဇာကြီးမပြောဘူးမပြောဘလောက်တော့မပြောဘူးလဲဆိုရင်မိဘလည်းသာသမီကိုမပြောတော့ခင်ပွန်းကလည်းပဲဇနီးကိုမပြောတော့နော်သာသမီနမတ်မဖတ်ဘူးမိဘသူ့မှာပြောနိုင်တဲ့အစ်တေသာရှိတယ်ပြောနိုင်တဲ့အင်အားရှိတယ်ဒါမှမပြောခင်ပွန်းခင်ပွန်းမှာပြောနိုင်တဲ့ပါဝါရှိတယ်ဇနီးနမတ်မဖတ်တာမပြောတော့လေးစားအတဲမိတ်စီနီနောက်မြခင်မြအမှန်တကယ်တော့မူမင်ဟာနောက်မူမင်အတွက်ချင်းမုံမှန်ပါမှာပြောရနော်မှန်က တော့ချွင်ရင်ချက်အာနေချက်တွေကိုလာကြည့်တဲ့သူကိုဘလို့ပြလဲမူမင်ကလည်းနောက်မူမင်တယောက်ကအပြစ်အနာစာတွေမကောင်းမှုတွေကိုပြောပြရသူပဲလေပဲဒီနေရာမှာမှန်တကယ်ဆိုပြောပြရတော့မှန်မှဘာရည်ချင်းရှိလဲပြောပြတဲ့နေရာမှာတစ်ဖက်သားရဲ့ချွင်ရင်ချက်အာနေချက်ဘလောက်ရှိလဲရှိသလောက်ပဲမှန်ကပြရှိတာကအမာယုလေးတိတိလေးတခုမှန်ကအဲ့ဒါကိုဆွေးချေပြီးအကြီးကြီးမပြဘူး တော့ဒီတိုင်းပဲနောက်လူတယောက်ကမကောင်းမှုဟာတီတီလေးအဲ့ဒီတီတီလေးကိုတီတီလေးအတိုင်းဒါပဲပြောရတီတီလေးကိုအကြီးဆွဲချဲ့ပြီးမပြောရတော့ရှိတဲ့အရှိတရားအတိုင်းပဲသူ့ကိုပြရတော့အရှိတရားထပ်ပူပြီးတော့မပြရတော့အဲ့ဒါမှန်ရဲ့အရေးချင်းပဲတော့အဲ့ဒီအရေးချင်း moment မှာလည်းပဲရှိရတော့နောက်ထပ်မှန်ရဲ့အရေးချင်းတစ်ခုကပါလေမှန်ရှိမှလူတယောက်ကလာပြီးတော့မတ်တရက် နော်အမှန်ကသူ့ဘူပြတယ်ခင်ဗျားမျက်နာမှာဒါဒီဒါဒီအာနေချက်ရှိတယ်နော်အဲ့ဒီလူထွက်သွားလိုက်တယ်နောက်လူတယောက်ပြန်ရောက်လာတယ်ဒီတော့မှန်ကအဲ့ဒီနောက်လူကိုမပြောဘူးအရင်လူငါအရှိမလာရက်သွားတာလေသူ့မျက်နာမှာဘလို့အမာရွတ်တင်ရှိတယ်ကွာဆိုတာကိုမှန်ကနောက်တယောက်ရောက်လာတဲ့သူကိုပြောပြလာမပြောဘူးဟာနော်ဒီတော့မှန်အရှိမသွားရက်လိုက်တဲ့အခါမှာအာနေချက်ကိုမှန်ကကိုယ့်ကိုပဲပြတယ် ကိုကလွေပြီးနောက်ဘသူကမှမပြမူမင်အချင်းချင်းလည်းပဲထောက်ပြတဲ့နေရာမှာနော်အချင်းချင်းဒီလိုအစ်ကလတ်နဲ့ထောက်ပြရမယ်နော်သူ့ကိုပဲပြောရမယ်သူကလွေပြီးနောက်လူကိုမပြောရဒီနေ့ကျွန်တော်တို့စီမကရှိသမျှလူအကုန်လုံးကိုပြောလိုက်မယ်ကာယကရှင်ဆိုမပြောပြနော်အမှန်တကယ်ကကရှင်ကိုသွားပြီးပြောလိုက်ခင်ဗျားမှာဒါရီဒါရီအားနေချက်ရှိနေတယ်နော်ခင်ဗျားပြင်လိုက်နော်တခါတည်းနဲ့ပြီးသွားမယ်ကိစ္စ သူ့ကိုမပြောသေးနဲ့နောက်အပြင်ကလူ၁၀ယောက်ကိုသွားပြီးတော့ပြောပြလိုက်တော့နော်ဒီတော့မဖြစ်သေးတဲ့ပြဿနာကပိုပြီးတော့ဘာဖြစ်သွားလဲကြီးသွားတယ်လေးစားအတဲမိတ်စီနေနောက်များခင်ဗျာနောက်တစ်ခုကနော်မှန်တဲ့တမန်တော်ဆလောင်ဆံဘာကြောင့်ခိုင်းနိုင်ဥပမာပေးလိုက်နော်ကျွန်တော်တို့မှန်ကမူမင်နော်ကျွန်တော်တို့လူတယောက်မှန်အရှိကိုရောက်တယ်မှန်ကသူ့ကိုပြတယ်မင်းရဲ့မျက်နှာမှာဒီအားနဲ့ချက်တွေရှိတယ်နော်အဲ့ဒီခါဒေါသထွက်ပြီးမှန်ကိုထထိုးပလိုက်တာတော်ဖန်ကိုရိုက်ခွေးပလိုက်တာ မခွေးဘူးလေနော်ဒီလိုမှန်ရှိသွားရက်တည်းဆိုကလေးကကူကနော်မှန်ကိုကြည်ပြီးတော့ကိုအားနေချက်တွေပြင်းဖို့ပဲအေးအကေရွေးမိုမင်တယောက်ကကိုကိုလာပြီးတော့ပြောပြတယ်ခင်ရမှာဒါဒီဒါဒီရှိတယ်ခင်ရနမတ်လေးတော့ဆွတ်ဆွတ်မြဲဖတ်ပါနော်ဒီကုနာလေးတော့ဆွတ်လွတ်ပါနော်ဆိုရင်လာပြောတဲ့သူကိုစိတ်ဆိုးရမှာလားမဟုတ်နော်စိတ်ဆိုးရမှာမဟုတ်နော်လာပြောတဲ့သူကိုကြီးစုတင်ပြီးတော့ကိုယ့်ရဲ့အားနေချက်ကိုကိုပြုပြင်ရမှာ လိဇာအတ္တမိတ်ဆေနီနောင်မြခင်များအဲ့ဒီအတွက်ကြောင့်ပဲတမန်တော်မြတ်ကြီးဆလလာဟ်အလัยဟ်ဆလမ်ကနော်မူမင်အချင်းချင်းကိုမှန်တကယ်သူဥပမာပေးတယ်။နော်မူမင်အချင်းချင်းဟာမှန်တကယ်သူပဲလိဇာအတ္တမိတ်ဆေနီနောင်မြခင်များနော်မူမင်အချင်းချင်းရဲ့ဂျာမာနော်ကျွန်တော်တို့အမတ်ဘီလ်မာရူဖ်ကောင်းနာတွေကိုလည်းပဲမျှဝေဖြန့်ဖြူးရနော်နဟိအနီလ်မွန်ကာမကောင်းမှုတွေနဲ့ပတ်သက်လာရင်လေတာမြစ်က အတမ်းမြစ်တေဆိုတဲ့နေရာမှာတော့ဟိကမတ်ချီယာကျွန်တော်ဝါကေယာလေးတခုတတိယဟာဇတ်မောနနာမူဆာဖာဟူစိန်ကန်ဒလဝီရဟ်မတ်တူလာအလိုင်ကနော်အင်မတန်ကြီးကျယ်တဲ့ပုဂ္ဂိုလ်သူတော်စင်ကြီးနော်အွမ်မတ်အတွက်အင်မတန်တောကထားတဲ့မွတ်စလင်တွေအတွက်အင်မတန်တောကထားတဲ့ပုဂ္ဂိုလ်နော်ဟာဇတ်မောလနာမူဆာဖာဟူစိန်ကန်ဒလဝီရဟ်မတ်တူလာအလိုင်ကမျိုးဆက်ကနေပဲဟာဇတ်ကြီးမောလနာအီလီယတ်ရဟ်မတ်တူလာအလိုင်ပို့ထုံးခဲ့ဒီလိုဟာဇတ်မောလနာမူဆာဖာဟူစိန်ကန်ဒလဝီရဟ်မတ်တူလာအလိုင်က မြို့တစ်မြို့ဒေသတစ်ခုကိုရောက်သွားတယ်။ရောက်သွားတော့ပလီဝချောင်းတော်ကိုသွားတယ်။သွားတော့ပလီဖုံတက်ပလီဖုံတက်တော့နမတ်အချိန်ရောက်လာတယ်။ဘာလို့မှမရှိ။တော့ဒီတော့အော်လူတွေနမတ်အချိန်မတိလို့နေမယ်ဆိုပြီးအော်ပြီးတော့အသံပေးတယ်ပလီကအဲ့ဒါလည်းပဲတရားမှမလာဘူး။တော့မလာတော့ကိုယ့်ကိုယ်ပဲနမတ်ဖတ်ပြီးတော့တော်တော်တော့ကပြတ်သွားတယ်။တော့ဒီမြို့ကလူတွေဘလို့ဖြစ်တာလဲ။ပလီဝချောင်းတော်ကိုတရားမှမလာပါလား။ အဲ့ဒီလူနဲ့မြို့ကိုလိုက်မေးကြည့်တဲ့အခါကျတော့ရွာမှာကမွတ်စလမန်နေရှိတယ်။ရွာတကြီးလေးပဲမွတ်စလင်ပဲ။သူ့ပြင်မဲ့လေးပဲရွာတကြီးကိုယ်တိုင်ကိုကနော်အတောက်စားအင်တန်ဝါဒနာပါ။နော်အင်တန်မကိုပဲအပျော်အပန်းမှတ်သူ့ကိုယ်တိုင်ပလီမလာဘူး။ဒါတော့သူ့ရဲ့နောက်လိုက်တွေဖြစ်တဲ့ရွာသူရွာသားတစ်ခုလုံးလည်းပဲပလီမလာကြောက်။ဒါတော့ရွာကလူတွေကိုပလီလာဖို့ပြောတော့အားလုံးကပြောတယ်တကြီးကိုသွားပြီးတော့တက်စကစ်လောက်လိုက်။တကြီးကိုသွားပြီးစီယုံလိုက်တကြီးကလက်ခံတယ်ဆိုရင်ကျွန်တော်လာ တော့ကျွန်တကြီးကမလာဘူးဆိုရင်ကျွန်တော်လည်းပဲလာမှာမဟုတ်အဲ့ဒီအခါရွာတကြီးစီသွားသွားပြီးတော့ရွာတကြီးကိုပြုတ်ပြတယ်ပလီလာပါဓမ္မဖတ်ပါပြီးတော့ရွာတကြီးဆိုတော့နည်းနည်းတော့ခတ်မမာပေါ့ပြီးတော့အများကြီးပြုတ်ပြတဲ့အခါကျတော့ရွာတကြီးကဘာပြောလဲတော့ဒါဆိုရင်တော့ကောင်းပြီပလီလာဆိုရင်တော့လာသူ့ပြင်မဲ့လည်းပဲစီကံတစ်ခုကဘာလဲဆိုတော့တော့ငါအရက်အင်တန်ကြိုက်တယ်အဲ့ဒါတွေတော့မဖြတ်ခိုင်းနဲ့မဖြတ်နိုင်ဘူးတော့နောက်တစ်ခုကငါဟူစုမလုပ်ချင်ဘူး ောက်ထပ်တစ်ခုကငါဝူဇူမလုပ်ချင်ဝူဇူတော့မလုပ်ခိုင်းနဲ့နော်နောက်ဆုံးဟာမလာလာမူဆာဖောဆင်ကန်တလေဝိရာမတူလာလေးကလည်းတော့ဘာစင်းသားလေသူလာမေဆိုတာပဲလောလောဆယ်အများကြီးအခြေအနေကောင်းသွားပြီလောလောဆယ်သူလာလိုက်ပါစေဆိုပြီးတော့တော့ဒီစီကန်းတွေကိုတော့ရပါလေဆိုပြီးပြောပြီးတော့ထွက်လာလိုက်ပြီးတော့ပလီဝကျောင်းတော်ရောက်တော့အလတ်စီမှာငုံပြီးသူကထောင်လိုက်ရအလတ်အလတ်မန္တာတယောက်ပလီမလာဘူးဒီတော့သူ့ကိုပလီလာဖို့တော့ကျွန်တော်စီယုံပြီးသွားပြီ तू ပလီလာမင်းလူတို့ပြိုးပြီးသွားပြီသူပြင်မဲ့လည်းပဲတော့ तू ဂွန်နာတွေမဖြတ်နိုင်ဘူးအရက်သေးစားမဖြတ်နိုင်ဘူးဘူးစုမလုတ်ချင်ဘူးတော့ဒါတွေတော့ကြံနေသေးတယ်အဲ့ဒါတွေကိုတော့အလတ်ရှင်ပြုပြင်ပေးပါအလတ်စီမှာလိုအပ်လို့တော့အဲ့ဒီလိုနဲ့နောက်ရက်တော့နမတ်အချိန်ရောက်လာတယ်ဇိုးနမတ်ပေါ့ဇိုးနမတ်ကစပြီးတော့တော့တကြီးကပလီကိုလာတော့တကြီးပလီလာတယ်ဆိုတော့တရွာလုံးနဲ့ပလီမလာဆောက်တော့တကြီးကလည်းစဉ်းစားတယ်တော့ငါပလီမသွားတာလေတော်တော်ချာ ရွာလုံးနဲ့အခုပလီမာသွားပြီးတော့စောင့်နေတယ်။နော်အဲ့ဒီအခါကျတော့ငါဒီတိုင်းသွားမယ်အစားတေချာအင်ဂျီကောင်းကောင်းမုံမုံဝစ်သွားရင်ကောင်း။နော်ဒီတော့အင်ဂျီကောင်းမုံမုံဝစ်ဖို့ဆိုတာကအရင်ရေမိုးချိုးနိုင်ရင်ကောင်း။ဒီတော့ဝူစုပါလေတကြီးကတေချာရေမိုးချိုးပြီးတော့အင်ဂျီကြက်ကြက်နန်းနန်းဝစ်ပြီးတော့ပလီဝစ်ချောင်းတော့ရောက်လာပြီးတော့နမွှတ်လိုက်တယ်။ တရွာလုံးလဲပလီဝချောင်းတော်ရောက်လာတယ်အခုပလီကိုရောက်လာပြီနော်အလက်ပန်တာပလီနဲ့ဝီးနေတယ်ဝီးနေတဲ့သူကိုရအောင်ပလီခေါ်လာလိုက်တယ်ကျန်တာအလရှင်မြတ်တခင်သူ့ကိုဟိဒါယက်ပေးဖို့အလတော်ဘာမှကကဲတဲ့ကိစ္စမဟုတ်အလဟိဒါယက်ပေးလိုက်တယ်တကြီးလဲဟိဒါယက်ပြသွားတယ်တရွာလုံးလဲပဲနမစီဖြစ်သွားလေးစားအတမေစီနီနောင်မြခင်များဒီတော့နောင်ဖိတ်ခေါ်တဲ့နေရာမှာအင်တာမတ်ကိုပဲဟိကမတ်ချီရှိနေအင်တာဟိကမတ်ချီရှိနေ အာဇီမောလနာအီလီယတ်ရာဟမတူလာအလိုက်ကတခါကတော့တနည်းအားကိုသွားနေရင်းနဲ့မုဆလမန်တွေရုပ်ရှင်ရုံမှာတန်းစီနေတယ်တန်းစီနေတော့တော့အနာမရှိတဲ့သူတယောက်ကဟာဇရတ်ကိုပြောတယ်ဟာဇရတ်တဲ့တော့မု슬ိမ်နေတော်တော်ဆူသွားပြီရုပ်ရှင်ရုံမှာသွားပြီးတော့တန်းစီပလီကြတော့ဘယ်သူမှမလာကြဘူးအဲ့ဒီခါဟာဇရတ်ကပြောတယ်မု슬ိမ်နေမဆူဘူးတဲ့တော့မင်းအဲ့ဒီရုပ်ရှင်ရုံအရှိမတစ်ချက်သွားအော်လိုက်တီလို့ တော့ငါတို့ပလီကိုဒီမှာလာပြီးတော့ဖြတ်စည်းနေပြီလို့တစ်ချက်တော့អော်လိုက်တော့အဲ့ဒီရုပ်ရှင်ယုံမှာတန်းစီနေတဲ့သူတွေအားလုံးရုပ်ရှင်ယုံကိုထားခဲ့ပြီးတော့အခုပလီကိုပြေးရောက်လာငါတို့ပလီကိုဘယ်လိုလားထိတာလဲကွာသူတို့ရင်ထဲမှာအီမန်ကောင်းကောင်းရှိတယ်တော့ပလီရဲ့မဟဘတ်လေးပဲနှလုံးသားထဲမှာကောင်းကောင်းရှိတယ်တော့ဒီတော့အားနေချက်သူတို့မှာမဟုတ်အားနေချက်ကငါတို့စီမှာသူတို့ကိုရုပ်ရှင်ယုံကနေပလီရောက်အောင်ငါတို့မခေါ်လာနိုင်ဘူးဖြစ်နေတာလိမ့်စားတယ်မိတ်စီနီနောက်များခင်များ ာဇက်ကဒီတော့ကနေပဲဒါဝတ်လုပ်ငန်းကိုချုပ်ပန့်တယ်။နော်လူတွေပလီရောက်လာရ။နော်ပလီအာဘာဒီဖြစ်သွားရ။ပလီတွေစီကားသွားရ။လိစာအတဲမိတ်စီညီနောင်များခင်များနော်ဒီတော့နော်ပလီဝချောင်းတော်တွေနော်စီကားလာပြီပလီကိုလူတွေရောက်လာပြီဆိုရင်မာရှာလတ်ဒီတနည်းတခြားလူတွေတောင်းနေလား။တော့ပလီရောက်လာပြီဆိုရင်တနည်းတခြားကြားလာရမယ်။တော့သာသနာစကားကြီးကြားလာရမယ်။ သာသနာအသည့်တွေတည်လာရမယ်။နောက်ဆုံးဘာမှမကြားရင်တော့မှဒီပလီရဲ့မြေကြီးပေါ်နင်းလိုက်တာကျွန်တော်ဥနာပြောသလိုအလတ်ရဲ့ပလီဝဲချောင်းတော့နော်မစ္စစ်ဆိုတာအလတ်ရှင်မြတ်ကနေရအလတ်ရဲ့ပလီဝဲချောင်းတော့အလတ်ရဲ့နော်ပလီဒီမြေကြီးပေါ်မှာကျွန်တော်နင်းလိုက်ုံနဲ့အလတ်ရှင်မြတ်နဲ့ဤဇံမှုရသွားပြီ။လေးစားတယ်မီစီနီနောင်းများခင်ဗျာအဲ့ဒီနီးစမှုကပဲဖြည်း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 ကျွန်တော်ရဲ့နှလုံးသားကိုအများကြီးပြောင်းလဲသွားစေနိုင်တယ် เนาะဒါကြောင့်မလို့เนาะအင်တာမကိုပဲကျွန်တော်တို့เนาะကိုယ့်ရဲ့ moment အချင်းချင်းရဲ့ကောင်းရာကောင်းကျိုးကိုလိုလားရเนาะအခုနအမှန်နဲ့တမန်မဆလောက်ဆံဥမာပေးတယ်မှန်ကရှိကလူကိုသူ့ရဲ့အားနည်းချက်တွေပြတယ်ဆိုတာကရှိကလူကိုမှန်ကအဆက်ခွဲတာမဟုတ်ဘူးတော့ရှိကလူအဲ့ဒီအားနည်းချက်တွေကိုဖုံးပြီးပိုလောက်သွားအောင်မှန်ကပြတာတော့မှန်ကသာကျွန်တော်တို့ကိုအဆက်ခွဲနေတာဆိုရင်ကျွန်တော်တို့ဒီနေ့အိမ်မှာဘယ်သူကမှန်ထားမှာလဲ နော်ဒီနေ့ဘသူမှအဲ့ဒီမှန်ကိုကြည့်မှလည်းမဟုတ်အိမ်မှလည်းပဲဗန္တာမှမဟုတ်နော်မှန်အိမ်မှဘာဖြစ်လို့ထားတာလဲနော်ဘေးအိမ်မှမှမှန်မရှိတဲ့အိမ်ဆိုတာမရှိဘူးဒီတော့မှန်ကိုကျွန်တော်တို့အားလုံးသဘောပေါက်တယ်မှန်ရှိသွားရက်လိုက်ရင်မှန်ကငါ့မှာဘာဒီလိုအပ်နေလဲပြမယ်အဲ့ဒါကိုငါပြင်ဆင်လိုက်ရင်ငါပူလှသွားမယ် တော့ဒီလို moment အချင်းချင်းကလည်းအဲ့ဒီအတိုင်းပဲတဖက်သားကိုအဆက်အေးဖို့တောက်ပြရမှာမဟုတ်တဖက်သားကိုပူကောင်းပြီးတော့ပူမှုပြည့်စုံလာဖို့အတွက်ထောက်ပြတဲ့သူတွေဖြစ်ရမယ်